ီဆောင်ပါလီကတော့ဆီယမမာလီညင်ရဲ့ဓမ္မဆောင်ပါလီတစ်ပုဒ်ဖြစ်ပါတယ်။တီတော်ငရေမလား။ကောင်းမှုကုသိုလ်ပြုလုပ်လျင် လူပုံနဲ့ပုံရောက်နိုင်သည်။မကောင်းမှုအကုသိုလ်ပြုလုပ်ပါက အပေကြဖို့တေးကြလေသည်။ဤဒီမှာကံကံရဲ့အကျိုးကိုတမယူးကြနားလေသတ်မှတ်ထားသောဘုရားဘာသာဝင်ခမရများဤယုံကြည်ချက်ဖြစ်ပါသည်။မြည်သည့်အမှုနိုင်မစို့အမားကိုမြင်လျင် အမှန်ပြင်၍ရနိုင်ကောင်းသည်ကြီးဖြစ်ပါသည်။လူတို့အနေဖြင့်ဘဝတစ်လျှောက်တွင် အကြောင်းအားလျော်စွာမကောင်းမှုအကုသိုလ်ကံများပြုမိခဲ့စေကောင်းမူပိစာနန္ဒရိယကံသာမဟုတ်ပါက အပင်ငရဲသူမရောက်နိုင်သောနိလန်ရှိပါသည် အပင်ငရဲသူမရောက်လိုပါကအကုသိုလ်ကံတို့ကို ဖုံးလွှမ်းနိုင်လောက်သည့်ကုသိုလ်ကံများအင်အားကောင်းကောင်းပြုလိုရပါမည်ထို့သို့ကုသိုလ်ကံတို့ကိုကျေပံများစွာပြုလိုခြင်းဖြင့်ကုသိုလ်အာစိတ်ကံရစေပါသည်ကုသိုလ်ကံအကျဉ်းချင်းမပြုလိုနိုင်သည့်တိုင်တကြိမ်တကားမြတ်အပါတရား ပြီးလို့ခဲ့ပြီးနောက်မကြာခဏတရိယာကဝမ်းမြောက်ဝမ်းသာခံစားနေမိခြင်းသည်လေကုသိုလ်အစဉ်တကံပင်ဖြစ်ပါသည်နောက်တစ်မျိုးမှာတေဂာနီတွင်လန်တလောပြုလို့သည့်ကုသိုလ်ကံကိုနှလုံးသွင်းမိခြင်းဖြစ်စီရှေးကပြုလို့ခဲ့သည့်ကုသိုလ်ကံသည်တေဂာနီ၌အာယုန်နမိတ်ပေါ်လျက်နှလုံးသွင်းမိခြင်းဖြစ်စီဤသည်ကိုအာတန်နကံဟုဆိုပါသည်အစဉ်နကံကဘဝများစွာအထိလိုက်ပါကျူးပေးနိုင်သောကြောင့်အကောင်းဒီမှာအမှန်ပင် တို့ရာတွင်အတန်နကံကယခုဘဝတည်တည်အခြားမဲ၌ဒုတိယဘဝ၌ဒိုက်ရိုက်ချက်ချင်းပရိသန်၏အကျိုးပေးနိုင်ရာကပုံမှုထီအောင်စွာအရေးပါနေပြန်သည်ဘဝတစ်လျှောက်လုံးကုသိုလ်အသိဉာဏ်ကံကြီးအာကောင်းခဲ့မည်ဆိုပါကတေဂာနိမရဏတန်နာသော၌ကုသိုလ်အာယုန်တွေသာ ထင်မြင်ဖို့အခွင့်အလမ်းများပေသည်ရံခါ၌ကုသိုလ်အသိဉာဏ်ကံကောင်းခဲ့စေကောင်းမူအချို့ပုဂ္ဂိုလ်တို့မှာတေဂာနိတွင်အယူအဆွဲမှားတတ်သည်လည်းရှိပါသည် ထို့ကြောင့်အခြားမဲ့ဘဝ၌ပရိသန်၏အကျိုးပေးရာတွင်မရဏသန္တာဇောနှင့်အလွန်ကြီးကပ်သောအာတန်နကံကသာလျှင်ပို၍အရေးပါသည်ဟုဆိုရခြင်းဖြစ်ပါသည်အခြားမဲ့၌ဘဝကောင်းရလိုလျှင်ကုသိုလ်အာတန်နကံဖြစ်ဖို့ဝါတေဂာနိနှလုံးသွင်းကောင်းဖို့အဓိကကြပါသည်တို့ဖြစ်၍တေဂာနိလူနာများအားကုသိုလ်ကောင်းမှုပြုလုပ်ပေးခြင်းနှလုံးသွင်းကောင်းအောင်တရားခွေများနာကြားစေခြင်းစသည်ဖြင့်ဘဝကူးကောင်းစေရန်ပံ့ပိုးကူညီရပါသည်ဤတွင်အာတန်နကံသည် ဒုတိယဘဝပရိသတ်နှင့်အယူမျှသာပေးနိုင်ကြောင်းကောင်းစွာတည်တည်မှသည်အစိဏကံနှင့်အာတဏကံနှစ်မျိုးလုံးကောင်းပါမူအတိုင်းထက်အလွန်တကုံနှင့်ဘုရားဟူသကဲ့သို့အထူးဆိုဝေရာမရှိတော့ပါချေအကျိုးပြီးကောင်းအောင်ကုသိုလ်အမှုပြုကြရ၌ဒါနသီလတမထတို့ကကောင်းတော်ကောင်းပါ၏သို့သောတန်တရာအတွက်အာမခံချက်ကမတိကြလာပြီမြမပြီမှာတဝင်းဝင်းဝဆေချင်းမှာတရှုပ်ရှုပ်ဆိုသောစကားကဲ့သို့ကုသိုလ်ကံကုန်ပါကအပေလေးပါသို့ ပြန်ချနိုင်ပါသည်။အပယ်လေးပါးသို့ပြန်မကြသောအကောင်းဆုံးနေရန်လည်းရှိပါသည်။အပယ်တကားပိတ်သွားအောင်ကြိုးစားရပါမည်။အပယ်တကားပိတ်နိုင်ဖို့ကလည်းအရိယမရမှဖြစ်နိုင်ပါသည်။အရိယမရအောင်ကဝိပဿနာကိုအားထုတ်ရပါမည်။နံပါတ်၁တမ္မဓာရီကအမည်ရှိသူသည်ဘယင်းဤလက်မယုံလူသက်သမားဖြစ်၏။တခိုးရမြတဘုံစသည့်ရာဇဝတ်မှုကျူးလွန်သူတို့အားနေ့စဉ်တတ်ပေးခဲ့ရာ55နှစ်တိုင်တိုင်ကြာခဲ့သည်။ အသက်အရွယ်ကြီးရင်လာတော့အခါလူသားလုံးမှနှုတ်ထွက်ကအနာယူခဲ့ပါသည်တနေ့တွင်လူထမင်းနှင့်ဟင်းကောင်းဟင်းလျာတို့ဖြင့်စားတော့ရန်ပြင်ဆင်နေစဉ်အရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနေရုဒ္ဓတမဘက်မှထား၍ချီးမြှောက်ရန် ကြွတော်မူလာသည်တမ္ပဒါရီကသည် အရှင်မြတ်အားအိမ်ထဲသို့ပြင်၍သူစားမည်ထမင်းဟင်းများကိုကပ်လူလေသည်အရှင်မြတ်စွမ်းဖုံးပေးပြီးနောက် အနုမောဒနာတရားဟောကြားတော်မူရာသူသည်လူပေါင်းများစွာတက်မိခဲ့သည်ကို ကိုကုဆဝင်လျက်တရားတော်၌အာယုံမဆိုင်နိုင်ပဲရှိနေရပေသည်ထိုအခါအရှင်မြတ်ကဥပဒေမြင့်ဖြင့်မေးတော်မူပါသည်လူတွေကိုတတ်ခဲ့တာကိုသဘောနဲ့ကိုလားသူများတတ်ခိုင်းတာလားဘရင်အမိန့်နဲ့တတ်ခဲ့ရတာပါဗျာသူများခိုင်းလို့လိုရတာမင်းမှအကုသိုလ်ဖြစ်သလားစေရနာမပါလင်ကံမမြတ်ဟုသောစကားတော်ရှိပါသည်မိမိကိုယ်တိုင်တတ်လို့၍တတ်ခြင်းမဟုတ်ဘဲသူတော်ဘာခိုင်းသောကြောင့်တတ်ရစေကောင်းမူ55နှစ်ကြာအောင်ပါဏာတိပါဒကံကိုကျူလွန်ခဲ့ရာတွင် မိမိအမြင်ကပ်သူဖြစ်ပါကဒေါသစေရနာပါဝင်ဖို့ကြိမ်းတည်နေပါသည်။သို့ကြောင့်လူသက်ရာမှာ စေရနာမပါသည့်အခါရှိသလို စေရနာပါသည့်အခါလည်းရှိနိုင်ပါသည်။အမှန်အားဖြင့်သူကျူးလွန်ခဲ့သော အမှုဖြင့်ငရဲရောက်ဖို့တည်ကြသည်။ငရဲမှလွတ်ပါကဘဝများစွာသူလည်းအသက်ခံရပြီလေဦးမြီ။အရှင်မြတ်သည် သူအကုသိုလ်ကံတွေကိုသိထားသလိုထိုအကုသိုလ်ကံအကျိုးပေးမှလွတ်မြောက်နိုင်သည့်နိလန်းကိုလည်းမြင်ထားသည် တရားနာရတွင် စိတ်ကြည်လင်တန်ရှင်းနေမှ စိတ်တည်ငြိမ်မှုတမာရီရနိုင်မည်စိတ်တည်ငြိမ်မှုတမာရီရမှဒေသနာကိုအစဉ်လျှောက်၍လိုက်နာနိုင်မည်ဖြစ်ပါသည်ထို့ကြောင့်အရှင်မြတ်ကအပြစ်ရှိမရှိကိုတိုက်ရိုက်မဆိုဘဲကိုယ်ပါသာအဖြေရှာ၍စိတ်ချမ်းသာစေနည်းဖြင့်ပရိယေတုံးလိုက်ပါသည်ထို့အခါတမဓာရီကစိတ်တွင်ဘယင်ခိုင်းလို့လုပ်ရတာပဲငါအကုသူမဖြစ်နိုင်ပါဘူးဟုကိုလိုရာဆွဲတွေ့သည်ဖြင့်စိတ်လေးလံပူပန်မှုတွင်ငြိမ်အေးသွားပြီး တရားတော်ကိုစူးစူးဆက်ဆက်ဉာဏ်ဖြင့်လိုက်ရာခန္ဓာဤသင်္ခါရဓမ္မ၌ဟုတ်တိုင်းမှန်စွာသိမြင်လျက်အစင်းမြင့်ဝိပဿနာဉာဏ်ရရှိလေသည်တဘာဓာတိကသည် အရှင်မြတ်အားလိုက်ပို့ပြီးအပြန်လန်တွင်နွားဝေခံရ၍ချက်ချင်းတည်ဆုံးသွားတော်သည် အရှင်မြတ်အားစောင့်ကပ်လူရခြင်းတရားနာရခြင်းအစင်းမြင့်ဝိပဿနာဉာဏ်ရရှိခြင်းဟုသောကုသိုလ်အာတန်တကံကြောင့်တုတိတာနတ်ပြည်သို့ရောက်သွားရသည်တဘာဓာတိကသောတာပန်ဖြစ်သွားသည်ဟု ကျမ်းဂန်မှာမပါရှိခဲ့ပြီးသောတာပန်မဖြစ်သေးလျင်အပေတကားမပိတ်သေးအပေတကားမပိတ်သေးပါကအနာဂတ်တန်ត្រာအတွက်မလုံးကျုံစိတ်မချရသေးပြီးသူ့ဈေးကားမူတုတိတာနဲ့ပြီးဟူသည် သူတော်ကောင်းနဲ့များအရိယာနဲ့များစူဝေးရာဗုဒ္ဓနာဖြစ်သည့်အာလျောစွာတမ္ပဒါရီကနတ်သားသည်တုတိတာ၌ဝိပဿနာတရားကိုဆက်လက်အားထုတ်သွားမည်ဆိုပါကသောတာပန်ဖြစ်နိုင်ပွဲရှိပါသည်သောတာပန်ဖြစ်မည်ဆိုပါကတမ္ပဒါရီကအတွက်တန်ត្រာမှာ အပင်မကြဖို့စိတ်ချရပြီတော့မည်။နံပါတ်၄ရာဇဂိုးပြည်မှတတိသမီးတို့သည် သောတာပန်ဖြစ်ပါလျက်ပလိဆန်တို့အားတက်ဖြတ်ရောင်းချ၍အတန်မွေးသောမုတ်ဆိုးနှင့်ရှေးရည်ဆက်ဂရေဆက်သည်ဖြင့်ပေါင်းဖက်မိရသည်။ဤဒီကိုရည်ရွယ်၍လင်းကမုတ်ဆိုးမယားကသောတာပန်ဟူသောစကားကိုပြောစမှတ်ပြကြလေသည်။ထိုကောကုရမိတ္တမုတ်ဆိုးနှင့် သောတာပန်တတိသမီးတို့ပေါင်းဖက်ရာသားခုနှစ်ယောက်ရသည်။သားများအွေရောက်တော့ချွေးမခုနှစ်ယောက်တို့လာပြန်သည်။ မိသားစုအားလုံးပင် တောလိုက်မိုးဆိုးများအဖြစ်ဆက်လက်အတံမွေဝန်ချောင်းကစီစီလုံးလုံးနေထိုင်ခဲ့ကြသည်တနေ့သောအခါတောတဲ့အမဲလိုက်သွားရင်မြေဆော်ပြားနှင့်တွေ့ဆုံရပြီးမိသားစုဝင်15ဦးတောတာပန်ဖြစ်သွားကြရလေသည်မြေဆော်ပြားကျောင်းတော်သူပြောင်းလာသောအခါအရှင်အာနန္ဒာကမိလျှောက်လေသည်ဘယ်ရက်ကိုကြွတော်မူပါသလဲဖေဟာကောကုဒမိတ်တာမိုးဆိုးစီရောက်ခဲ့တဲ့အာနန္ဒာကောကုဒမိတ်တာမိုးဆိုးကိုဘာနာတိပါဒဒုစရိုက်မှုကလොမြောက်အောင်ပြုလုပ်ခဲ့ပါပြီလားဖေဟာ ဟုတ်တယ်အာနန္ဒာမုတ်ဆိုးနယ်တော်ကမိသားစုဝင်15ဦးယရနာ3ပါးမှာမတုံ့လှုပ်တော့တဲ့တရားတရားနဲ့ယုံမှချင်းလဲกินကြပြီးပါဏာတိပါဒဒုစရိုက်ကိုလည်းရှောင်ကျဉ်သူတွေဖြစ်ကုန်ကြပါပြီထို့အခါယဟန်းများကကြားပြတ်၍ထမှန်မိရှောင်ကြပြန်သည်အဲ့ဒီမုတ်ဆိုးမှာမရလဲရှိသေးတယ်မဟုတ်လားဗျာယဟန်းတို့မုတ်ဆိုးမရဟာမိဘအိမ်မှာနေကလေးကတောတာပန်ဖြစ်ခဲ့တာပါမြတ်စွာဘုရားဓမ္မအဖြစ်စကားကြောင့်ယဟန်းများစုဝေးရာဓမ္မယုံတွင်၌ တီတူတီတူပွားစီပွားစီဖြစ်ကြကုန်လေသည်ငါရှင်တို့မုံဆိုးမရဟာမိဘအိမ်မှာကလေးကတောတာပန်ဖြစ်ခဲ့တယ်ဆိုပြီးမုံဆိုးကိုလည်းလင်ယောက်ကြားပြုခဲ့တယ်။ဒါခုနှစ်ယောက်လည်းရခဲ့သေးတယ်။လေးများလှန်ပိုက်ကွန်စတဲ့ပစ္စည်းတွေကိုလည်းမုံဆိုးခိုင်းတဲ့အတိုင်းလောက်ကင်ပေးခဲ့တယ်။ဘလို့လဲငါရှင်တို့တောတာပန်အရိယာလည်းပါဏရိပါဒဒုစရိုင်းမှုကိုပောင်းဝင်ပြုလုပ်တတ်ပါသလားထိုစကားကိုမြတ်စွာဘုရားသိတော်မူသောအခါယဟန်များအားရှင်းလင်းမိန်ကြားပါသည် ။မုဆုမေယဟာလင်သားအဘိုးကိုတရားရှိတဲ့အတိုင်းဆောင်ရွက်ပေးခဲ့တာကလွဲပြီးပါဏာတိပါဒဒုစရိုက်မှုကို စိတ်ထဲတောင်မကျူးလွန်ခဲ့ဘူး။လက်မှာအနာမရှိသူဟာအစိတ်ကင်ပြီမဲ့မကျွမ်းလောင်နိုင်သလိုအကုသိုလ်စေတနာမရှိတဲ့အပြင်မကောင်းမှုကိုလည်းမပြုတတ်သူဟာလေးများတွေကိုကိုင်ဆောင်ယူငင်ပေးုံနဲ့ဒုစရိုက်မမီပါဘူး။ယဟန်များအားလုံးတာလူသုံးကျင်ခေါ်ကဝမ်းမြောက်ရွှင်လန်းခြင်းရှိကြကုန်သည့်မြတ်စွာဘုရား၏တရားတော်ကမုဆိုးမိသားစု15ဦးအတွက် အပေတကား15ပေါက်ပိတ်ဆီခဲ့ပြီသားဒီနံပါတ်3တန်တတိအမတ်ကြီးကနေစုံနေပြားရှိသဘုံရန်ကိုနှိမ်နှင်းနိုင်ခဲ့သောကြောင့်ကောသလမင်းကြီးသည် လုံးစွာခြင်းနဲ့နှစ်သက်ခြင်းဖြစ်လေသည်ထို့ကြောင့်စုလအဖြစ်တန်တတိအမတ်ကြီးအားမင်းစည်းစိမ်ခုနှစ်ရပ်ခန်းစားသည်သည်အစိုးအကကျွမ်းကျင်သော ချုံးမောလပသည့်ကချီတဲ့တူကိုလည်းလက်ဆောင်ပေးခဲ့သည် အမတ်ကြီးသည်ခုနှစ်ရပ်လုံးလုံးအရက်သေးကြီးတောက်စား၍ကာမဂုံအာယုံမျိုးမျိုးတို့ကိုခန်းစားရင်း ကချေသေး၏အလားအပါနှင့်အစူအကား၌ရင်မှုတာယာလျက်နေခဲ့သည်။ခုနှစ်ရက်မြောက်သောနေ့တွင် ကချေသေးမှစူရင်းကရင် ရုတ်တရက်လဲကြကတေဆုံးသွားတော်သည်။တန်တတိအမတ်ကြီးမှတောကနှိမ့်ဆက်သဖြင့်ပြင်းစွာပူဆွေးရလေသည်။သူ၏တောကပရိဒီဝါကိုမြင့်တက်ပေးနိုင်မည်သူက မျက်စောပြားမှတပါအချားမရှိဟုသူယူဆသည်။ထို့ကြောင့်မျက်စောပြားထံသွားရောက်ဦးတိုင်းလျက်တရားနာကြရာဒေသနာဆင်လိုက်၍ခန္ဓာဉဏ်ဆိုင်နိုင်သည်ဖြင့် တရားဆုံးမှာပင်ရဟနာရှင်မြတ်ဖြစ်သွားရလေသည် အမှန်အဖျင်တန်တတိအမှတ်သည်တဘုံရံကိုနှိမ့်နေရာတွင် ရန်သူများဒံရအနာတရဖြစ်ကြမည်တေသူတွေလည်းတေကြမည်သူအသက်သက်သောပါဏာတိပါဒကံထိုင်မြည်တာဖြစ်ပါ၏ထို့အပြင်ခုနှစ်ရလုံးလုံးလူမှန်းသူမှန်းမသိအောင်အလုံးအကျုံတောက်စားသည်ဟု ဖော်ပြထားရာရေသမားကြီးတူဦးဖြစ်ကြောင်းလဲပေါ်လွင်ထင်ရှားပါသည်ထို့မှတစ်ပါးကာမဂုဏ်အာယုန်တို့၌မိမိမူမူ အလွန်ကျူးခံစားတဲ့အကြောင်းလဲသိတာလာပါသည်သူဆိုပါလျင်အဘေကြောင့်ရဟန္တာဖြစ်ရသည်ဟုသောရကတက်ဖွဲဖြစ်လာပါသည်အမှန်အဖျင်ကုသိုလ်ပါရမီဖြည့်ဆည်းခဲ့သော ရှေးအကြောင်းကံတို့အင်အားကောင်းသဖြင့်ယခုဘဝ၌ကျွတ်လွရမည့်ပစ္စည်းမဘုရားကပုံကိုဖြစ်ခြင်းတရားအချင်းကိုနာယူယုံမြအရန်တဖို့ဆက်ရောက်နိုင်လောက်သည့်ဉာဏ်ရည်ဉာဏ်သွေးပြည့်စုံသူဩဃာတိတင်ယူပုံကိုဖြစ်ခြင်းစသည်တို့ကြောင့်ယဟန္တာဖြစ်သွားရခြင်းပေသည် မိသူပင်ဆိုစီတန်တတိအမတ်ကြီးအတွက်ကအရန်တမတ်ကအပေတကားပိတ်ထားလိုက်ပြီးဖြစ်ပါလေသည်နံပါတ်၄ငယ်မီကအဟိန်တက နောင်ကြီးလာတော့အခါသူတစ်ပါးအားမငင်းဆဲစီလိုသည့်စေရနာစိတ်ထားဖြင့်သူဖခင်ပညာရှိအမတ်ကြီးကအနောထအမည်မဲ့ခေါ်ခဲ့သည်ငယ်စဉ်ကတော့အလွန်လိမ္မာရင်ကြီးသောအလွန်ချုံးမောလှပသောအလွန်ညံကောင်းသော လူကလေးဖြစ်ခဲ့ပါ၏အဟိန်တကရွေရောက်တော့အခါ မင်းကြီးမင်းသားတို့ပညာသင်ကြရာတက္ကသိုလ်ပြည်သို့သွားခဲ့ရပေသည်အဟိတကသည်ပညာဉာဏ်ထက်မြတ်လွန်သည်သာမကဆရာစကားကိုလည်းတတဝီမတိန်နာခံရကဆရာသမားအရေးထားသောတပည့်ဖြစ်လာသည်ထိုအခါအဟိတကကိုမနာလိုသူများပေါ်ပေါက်လာပြီးဆရာအားဂုံးတိုက်စကားပြောကြားကြတော်သည်ပြောပံများသောအခါဂုံစကားအောင်မြင်ကဆရာသည်အဟိန္ဒကအားအထင်မြင်လွယ်လာသည် အထင်မြင်လွယ်ဟုသာမကား အဟိသကဒုက္ခရောက်သွားအောင်ပင်အကောက်ကြံလေတော်သည်တပည့်ရေအာထံဗနာဆိုတဲ့ပညာအထုကိုမင်းတဦးတည်းသင်ပေးဖို့ဆရာစီစဉ်ထားတယ်ကွဒါပေမဲ့ဆရာခိုင်းနာမင်းလုံနိုင်မှဒီပညာကို သင်ပေးလို့ရမယ်ဆရာခိုင်းနာမင်းလုံနိုင်ပါမလားပညာကိုအလွန်လိုချင်သောအဟိသကသည်ဆရာခိုင်းနာလုံပါမည်ဟု ကတိပေးလိုက်သည်သူ့ဆရာစီခိုင်းသောအလုပ်ကသူ့အတွက်အံ့ဩတုန်လှုပ်ဖွယ်ဖြစ်နေသည်လက်ညှိုးတစ်ထောင်ရှာပေးရမည်တဲ့ အာထဝနာပညာကိုလိုရင်လွန်ရကလက်ညှိုးတထောင်ရှာဖွေဖို့ညာတွင်ချင်းပင်တက္ကသိုလ်ပြီးမှထွက်လာခဲ့သည်လူတွေကိုအလစ်ဆောင်ဖန်ပြီးတက်၍လက်ညှိုးတွေဖျက်ယူခဲ့သည်လက်ညှိုးတွေကိုကျိုးဖြင့်တီးပြီးလက်ဘင်းမှာဆွဲထားသဖြင့်ငဲနာမီပြောက်ကအင်ကူလီမာလာဟုနာမည်ကျော်ကြားကြောက်ရွံ့ထိတ်လန့်သူများလာကြသည်လက်ညှိုးတထောင်ပြေဖို့တချောင်းသာလိုတော်သောအချိန်တွင် သူ့အားကဲချွရန်ကြွလာသည့်မြတ်စွာဘုရားနှင့်ရင်ဆိုင်တွေ့လေသည် ထုံးစံအတိုင်း ဖះနောက်ပြေးလိုက်တော့လည်းမမီသူကဖះအားရက်လောဟုတားသည်ဖះကငါရက်နေသည်တင်သာသွားနေသူဟုမိန်တော်မူသည်အင်္ဂုလိမာလာငါဟာဣရိယာပုတ်ကသွားနေပြီမဲ့မေတ္တာကရုဏာခန္ဒီအပေါ်မှာရက်တန်နေသူဖြစ်တယ်။သင်ဟာလောဘဒေါသတွေကြောင့်မောဟပိတ်ပုံးပြီးမကောင်းမှုဒုစရိုက်ကို ပြုလုပ်နေတာမို့အပင်ငရဲကိုတွားရလိုက်မယ်။သင်သာတန္တရာခရီးတစ်လျှောက်ဆင်းရဲဒုက္ခအမျိုးမျိုးရင်ဆိုင်တိုးပြီးမယမနာတွားနေရလေအောင်မယ်။အကြောင်းအားလျော်စွာ ဆရာစီခိုင်းမှုကြောင့်လူတက်၍လက်ညှိုးဖြတ်နေသောလူစိုးကြီးဘုရားရောက်ခဲ့ရတော့လဲတကယ်တမ်းမှာသူသည်တထွာပြလျင်တလန်းမြင်သည့်ပါရမီရှင်ဖြစ်ပါ၏ယခုဘဝတွင်ကျွတ်လွတ်တော်မြစ်ပစ္စည်းမဘုရားကပုဂ္ဂိုလ်လည်းဖြစ်ပါ၏မြတ်စွာဘုရားရှေးမောင်မှာဒူတော်ကသူအရှုံးပေးလိုက်ရသည် အမှန်မြင်၍အမြင်မှန်ရလိမ့်ပြီသည်မြတ်စွာဘုရားထံတွင်ယဟန်ပြုခွင့်တောင်းသည်အိဘဲကုအခေါ်ခံရ၍ယဟန်ဖြစ်လာတော်လဲလူတထောင်ကျော်တတ်ခဲ့ပုသူအဖြစ် စွမ်းသက်ပါရမများခဲ့ချေထိုအခါမြတ်စွာဘုရားကမဟာကရုဏာကြီးမားစွာဖြင့်ကိုယ်ဆောင်မြမွေးဖွားလေစေသောပရိတော်အင်ကုလိမာလာတုပ်ကိုတင်ပေး၍အမုန်းများစွာဖြင့်ခါသည်နာကြီးနေကြသည့်လူတို့ထံမှမေတ္တာတရားပြန်လည်ရရှိစေခဲ့သည် သူသည်ပြုခဲ့သည့်အကုသိုလ်ကံဖြစည်းသည့်ဖြင့်တရားမရနိုင်ပဲရှိနေသည် မကောင်းမှုကံတွေကိုနောင်တဖန်အကျိုးမပေးအောင်ဖျက်တောက်နိုင်မှချမ်းသာခွင့်ရတော်မူကိုသူကောင်းစွာသိ၏ ရယူကြည်ကြည်အေးခန်းခန်းသက်ဆွန်ကျူပန်းအထုတ်ရာ၁၂နှစ်ခန့်မြာကြာလီမှာအရန်တဘူရသည်ဟုဆိုပါသည်အင်ကုရီမာလာစုတိစိတ်ကြသောအခါလာယာကတိမြို့သူရှိသည်ကိုရဟန်းများကမြတ်စွာဘုရားထံရှောက်ထားကြပြန်သည်အင်ကုရီမာလာဘယ်ကိုရောက်နေပါသလဲဖေဟာအင်ကုရီမာလာပြိနေပန်ပြူသွားပြီလူတွေအများကြီးတက်ခဲ့တာပြိနေပန်ပြူနိုင်ပါမလားဖေဟာသူပြုမိခဲ့တဲ့ကုသိုလ်ကံအကျိုးတွေကိုသူ့ရဲ့အရန်တမတ်ကခြေဖြတ်တားဆီးလိုက်ပြီး အပေတကားလည်းပိတ်ဘဝလည်းပြည့်ပြီမို့ငရေကြစရာမရှိတော့ဘူးရဟန်းများစွာတို့ဝမ်းမြောက်စွာတာလူခေါ်ကြပါသည်ကဲဓမ္မဆောင်ပါးလေးကတော့ဒီမှာပဲပြည့်စုံသွားပါပြီအားလုံးအကျိုးရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆုံးတီနာစင်ပေးခဲ့ကြတဲ့တဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်